မိတ်ဆွေများလုံးမင်္ဂလာပါကျွန်တော်ရဲ့ခွီးအန်တာတိန်မန့် YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုမြန်မာနိုင်ငံမှာလှုပ်ခတ်နေတဲ့သခိုင်းပြည့်ရငလင်ရောကြီးဟာတည်ငြိမ်မှုမရှိသေးပဲလှုပ်ခတ်နေတာကိုမိတ်ဆွေတို့အနေနဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ငလင်ရဲ့အခုအချိန်နေဆိုဒီတိုင်းတကယ်ဖြစ်နေပြီလားဆိုတာကိုမိတ်ဆွေတို့အနေနဲ့ဘူးတုဒရအောင်ကျွန်တော်အနေနဲ့တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်မြန်မာ new knowledge channel မှာကူးယူတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာ ညလင်းရဲ့အခုအချိန်လေးဆိုဒီတိုင်းတကယ်ဖြစ်နေပြီညလင်းတွေဟာပြင်းအားတစ်ဖြည်းဖြည်းရောကျသွားရမယ်အစားပြင်းအားမြင့်လိုက်နှိမ့်လိုက်ဖြစ်နေတာကိုမိတ်ဆွေတို့အနေနဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ်စိုးရင်ဇာကြီးဖြစ်နေပါတယ်ဗျတကယ်နားလည်တဲ့ဘူမိဗေဒပညာရှင်တွေသူတေသနာပညာရှင်တွေရဲ့သုံးသက်ခံမှန်းချက်တွေကိုအရေးတကြီးလိုအပ်နေတဲ့အချိန်ပဲဖြစ်ပါတယ်။ငလင်ကြီးတစ်ခုပြီးတိုင်းငလင်ငယ်တွေလာတတ်ပါတယ်။ဒါကတော့ထုံးစံပါပဲဗျ။ အဲ့ဒီမှာမှနှမျိုးထပ်ခွဲပါတယ်ပုံမှန်အန်ရမရှိတဲ့အခြေအနေနဲ့ပုံမှန်မဟုတ်တဲ့အန်ရရှိတဲ့အခြေအနေဆိုပြီးဖြစ်ပါတယ်ပုံမှန်အန်ရမရှိတဲ့အခြေအနေဆိုတာကတော့ငလင်ပြီးရင်တော့နှောက်ငလင်သေးတွေဟာပြင်ရတစ်ဖြည်းဖြည်းရော့ကြလာမယ်ပြီးရင်တစ်ခုနဲ့တစ်ခုကြာလှုပ်ခတ်တဲ့အချိန်တစ်ဖြည်းဖြည်းဝေးသွားမယ်ဥပမာနိုင်ဝဲချားကနေတနိုင်ချားတကအဲ့ဒီကနေနှစ်နိုင်ချားတကဆိုလိုတာက ပြက်ရွေးကတဖြည်းဖြည်းတည်ငြိမ်စားပြူလာမယ်ပြီးရင်ပြန်ငြိမ်ချသွားမယ် အန္တရာယ်မရှိတော့ပါဘူးပုံမှန်မဟုတ်တဲ့အခြေအနေကတော့အခုလို9.3မဂနီကျူပြီးသွားတဲ့အခါငလျင်တွေကပြင်းအားမတည်ငြိမ်ပဲ2.3မဂနီကျူနဲ့လှုပ်မယ်ပြီးကြ4.3နဲ့လှုပ်မယ်တခါ3မဂနီကျူနဲ့လှုပ်မယ်ပြီးကြလှုပ်တဲ့အခြေအနေကတောက်လျှောက်စိတ်နေမယ်တခါတလေတနာရီလောက်ကြာမယ်ပြီးကြ10မိနစ်ကြာတခါ15မိနစ်ကြာတခါလှုပ်မယ်ဒါအပြင်4မဂနီကျူကျော်တွေ9မဂနီကျူကျော်တွေကလည်း ဂျားတယ်လှုပ်အောင်မယ်ဆိုရင်ဒါကစိုးရင်ရတဲ့အနေအထားဖြစ်တယ်လို့ဆိုပါတယ်။ဒါကဘာကိုဆိုလိုတယ်ဆိုရင်တော့ပြည့်ရည်ကြောကြီးကမတည်ငြိမ်ပါဘူး။အဆိုးဆုံးဘာဖြစ်နိုင်လဲဆိုတာကိုတော့အစောပိုင်းလောက်ကတည်းကခွနိတသမခွနိမဂနီကျူဆိုတာအဓိကငလင်တော်မဟုတ်ဘူးလို့ဆိုပါတယ်။အဲ့ဒါရှေပြေးငလင်ကြီးဖြစ်နိုင်တယ်လို့ဆိုပါတယ်ဗျ။တခုရှိတာကတော့စကိုင်းပြည့်ရည်ကဟိမန်ဝနာတောင်တန်းတွေကစပါတယ်။ဗုဒ္ဓမဂွေနာမှာဆုံးတယ်။ အရှေ့ကီလိုမီတာ1200ကျော်ပဲဖြစ်ပါတယ်။အနေအရှိဆုံးကတော့မုတ်တမကွေပဲဖြစ်ပါတယ်။သူကစကိုင်းပြည့်ရွေနဲ့တခြားပြည့်ရွေတွေပေါင်းစုံတဲ့ဇုံပဲဖြစ်ပါတယ်ဗျ။အဲ့တော့အဲ့ဒီနေရာကထားလို့ရင်အနည်းဆုံးကရှီမဂနီကျူပဲဖြစ်ပါတယ်။ဖြာပုံနာကလှုပ်တဲ့ငလျင်9မဂနီကျူဆိုရင်တော့အိန္ဒိယပလိန်နဲ့မြေဝကျုံးပေါ်ဒေသတိုးဝင်းမှုဖြစ်နေတာဆိုတာကိုပြနေတာပါ။ထိုင်းကပြတဲ့ဘီရိုတိုင်းဆိုရင်တော့မြန်မာနိုင်ငံရဲ့အနောက်ဘက်မြေသားတွေက မြားဘက်ကိုတိုးနေပြီးအရှေ့ဘက်မြေသားတွေကတောင်ဘက်ကို တိုးနေပါတယ်။ဆူနာမီအန္တရာယ်တောင်ရှိလာနိုင်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ရန်ကုန်သတိကြီးကြီးထားဖို့လိုအပ်တယ်လို့ဆိုပါတယ်ဗျ။အဲ့ဒါကစကိုင်းပြည့်ရဲ့လှုပ်ရှားမှုဟာအခြားပြည့်တွေကိုပါအကျိုးသက်ရောက်စေတယ်လို့ဆိုပါတယ်။အန္တရာယ်အရန်ရှိတဲ့အခြေအနေလို့ဆိုပါတယ်ဗျ။စက်ပြင်းမလားအားပြော့မလားဆိုတာကတော့ဖျားပဲသိပါမယ်။ငလင်ကိုလူတွေကြုံမသိနိုင်ပါဘူး။ ဒါပေမဲ့ကြိုသိတဲ့သရဝါတွေတော့ရှိပါတယ်။ခွေးတွေကြောင်တွေကတော့အနည်းလေး15မိနစ်ကနေ9မိနစ်ကြိုသိကြပါတယ်။သူတို့အမူအရာမမှန်ရင်တော့ပြေးလွှားနေရင်တတိထားပါ။ငလေးမလာခင်အရင်လာတဲ့မိသိန်းအနှံ့ကိုသူတို့ကြိုသိရလို့ပါ။ညံ့များကလည်းအနည်းဆုံး나이ဝက်ကနေ15မိနစ်ကြိုသိကြပါတယ်။ငလေးနဲ့တုံခါမှုကိုခံစားရလို့ပါ။ငှက်အော်တန်တွေစူညံလာရင်ပြေးဖို့သာပြင်ထားပါ။ မွေတွေကလည်းငလင်ကိုအစောဆုံးကြိုသိနိုင်တဲ့အကောင်ဝေးပဲဖြစ်ပါတယ်။သုံးရကြိုသိပါတယ်။ငလင်လာကနေမွေတွေအများကြီးမြေကြီးပေါ်မှာပေါ်လာတတ်ပါတယ်။ကြိုတင်ပြင်ဆင်မှုအနေနဲ့တော့ငလင်လောက်ပြီလို့သိတာနဲ့ပြေးဖို့ကံမကောင်းရင်စက္ကန့်30ကံကောင်းရင်တမီနေအချိန်ရပါတယ်။ရန်ကုန်လိုအနေထားကတော့ဘယ်အောက်မှမဝင်ပဲပြေးပါ။အခုကလေးကငါဘယ်နှပြင်းရင်အစာအုပ်ဓာတ်ကြိုးတွေနဲ့လွတ်မယ်ဆိုတာကိုကြိုးစဉ်းစားထားပါ။ ကြောက်လန့်ပြီးထိုင်ချနည်းနည်းငိမ်မှထားပြေးသူဟာအန္တရာယ်အများဆုံးပဲဖြစ်တယ်လို့ဆိုပါရယ်။သူတို့အတွက်တိုက်အပြူပါပဲ။ဒါမှမဟုတ်ရင်လည်းကြောက်ပြီးထိုင်နေရင်ပြီးသွားမှာအသေးချာပါပဲ။အရေးပေါ်အိမ်အိမ်တိုင်းမှာပြင်ဆင်ထားပါ။မြင်သာတဲ့နေရာမှာရေတပူးထောင်ထားပါ။တိတ်ငနေဖြစ်ရင်လှမ်းကြည့်။ရေလောက်ထောင်နဲ့တန်းပြပါ။အထက်မြင့်ကွန်ဒိုနေတဲ့သူတွေအမြန်မဆင်းနိုင်တဲ့လူကြီးတွေဆိုင်ကယ်စီးအုပ်ထုပ်ကောင်းကောင်းဆောင်ထားပါ။မွေးရနှစ်ထပ်နဲ့အိပ်ပါ။ တစ်ဖက်ကိုအသေးချုပ်ထားပါတစ်ဖက်ကိုဖွင့်ထားပါအရေးချောင်းဆိုဆိုင်ကအုပ်ထုပ်ဆိုမွေးရနကူကြားမှာမှောက်ရအနေထားငြိမ်နေလိုက်ပါတော့ပြိုကျသွားရင်တောင်ပြေးစင်းတာတဲ့အသက်ရှင်ဖို့ချမ်းများပါတယ်မဖြစ်မနေပြေးစင်းရလဲအုပ်ထုပ်ပါတော့ပိုပြီးဆေးဖြစ်တယ်လို့ဆိုပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ဓာတ်လေကမတုံးပါနဲ့မီးပြတ်ထားတဲ့ရောက်တဲ့နေရာရက်ပြီးပြိုတဲ့အထိပါသွားမှာပါ ကားမတုံးပါနဲ့ကို့လိုကားတုံးတဲ့ကောင်တွေများပြီး ကားပိတ်တဲ့နေရာမှာအထက်မြင့်ပြိုရင်အုပ်လိုက်ပါသွားမှာပဲဖြစ်ပါတယ်။လမ်းပေါ်မှာအချင်းနေဆိုပြီးထွက်ပေါက်ရှာမတွေ့ရင်တော့အမိုက်ပုံအမိုက်ကန်နဲ့ဒိုင်မင်ထိုးပစ်ပါ။နင်းနေနန်းနိုင်ပေမယ့်အမိုက်အိတ်ဆောင်ကတော့သင်အဲဘက်တွေကိုကောင်းကောင်းကာဝယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ငလင်းဆိုတာနဲ့ထပြေးပါ။ဟုတ်မဟုတ်ပြေးတာပြေးပါ။တကယ်ဟုတ်ခဲ့ရင်လွတ်ပါမယ်။မဟုတ်ခဲ့ရင်အစမ်းလေးကျင်ရရောက်ပါမယ်။နောက်တစ်ခါဘလို့ပြေးရင်ပုံမြန်မယ်။ ဘယ်နေရာတွေသွားထိုင်ရင်ပိုပေးကင်းမယ်။ဘာညာကိုဘာသာပြင်ဆင်လို့ရပါတယ်။တမားနိုင်ငံမှာကလေးဘဝကလေးကတင်းရတာပါ။ကိုရီကအခုမှလေးချင်းရတာပဲဖြစ်ပါတယ်။ဘသူတွေဘာဝဲပြောနေနေအေးဝအောင်အိပ်ပါ။စားစရာရှိတာစားပါ။ကူနိုင်တာကူပါ။လာမယ်ဘေးဆိုတွေးပြီးကြောက်နေဖို့အပိုပါပဲ။ပြေးဖို့နေရာတွေးထားတာရှိပြီ။အေးပေါ်အိပ်ပြင်ထားပြီ။ညလင်းအလန်းအွန်ထားပါ။ဖုန်းဆိုင်နဲ့လုံမထားပါနဲ့။ ရေဘူးထောင်ထားမယ်အဲ့ဒါဆိုစိတ်ချလက်ချအိပ်ပါဒါမှတမားပြေးမှပြေးရေဆိုရင် အားနဲ့ပြေးနိုင်မှာပဲဖြစ်ပါတယ်ဒါကတော့မြန်မာ new knowledge channel ရဲ့ငလင်ခံမှန်းချက်နဲ့ဆောင်ရန်ရှောင်ရန်တွေပဲဖြစ်ပါတယ်ဗျမိတ်ဆွေတို့အနေနဲ့ဘူးတုဒရာပြီးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ရက်တွေမှာလဲတဘာဝဘေးတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်နိုင်တဲ့အကြောင်းအရာတွေကိုဦးစားပေးဖော်ပြပေးမှာမို့ ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။